မင်္ဂလာပါတသားမိမိလေးတို့ရေခုတစ်ခါမှဦးကောက်တင်ဆက်ပေးသွားမယ့်ရုပ်ပြကတူးလေးရဲ့ပုံမြင်လေးရဲ့နာမည်ကဇွဲလုံးလားရှိသူဤအောင်မြင်ခြင်းတဲ့ဟိုးရှိရှိတုန်းကဝိတီဟဲ့တိုင်းမိတ်တီလာပြီမှာမဟာစနကမင်းကြီးစိုးစံတော်မူတဲ့ကွယ်သူမှာအရိထစနကနဲ့ပေါ်လာစနကဆိုပြီးတားတော်နှစ်ပါးရှိတဲ့မင်းကြီးနဲ့ရွာစနေအချိန်မှာတော့ တားတော်ကြီးဖြစ်သူအရိထာဇနကက ရှင်ဘရင်ဖြစ်လာခဲ့ပြီးတားတော်ငယ်ပောလာဇနကကတော့အိရှိစံမင်းသားဖြစ်လာတော့တာပေါ့ကွယ်တနေ့မှာတော့ပောလာဇနကမင်းသားရဲ့အတွင်းအမှတ်တအူကပောလာဇနကကမင်းသားနဲ့ပတ်သက်ပြီးအလိုမပြည့်မှုရှိခဲ့တာကြောင့်အညူထားပြီးရှင်ဘရင်အစ်စ်ဖြစ်လာတဲ့အရိထာဇနကထံသွားပြီးဂုံချောစကားဆိုခဲ့တာပေါ့ကွယ်ပောလာဇနကမင်းသားကအရှင်ကြီးနန်းကို လူ့ဖို့အတွက်ကြံစီနေပါတယ်ဖေဟာအမတ်မင်းရဲ့ဂုံကြောစကားကိုယုံပြီးနောင်တော်ရှင်ဘရင်ကညီတော်ကိုဖမ်းဆီးအချင်းချခဲ့တာပေါ့ကွယ်ညီတော်အင်ရှိမင်းသားကတော့သူ့ကိုဖမ်းဆီးအချင်းချခဲ့တဲ့သူ့နောင်တော်အပေါ်ကိုအညူမထားအပြစ်မယူပဲသူဟာသူ့နောင်တော်အပေါ်မှာမကောင်းတဲ့စိတ်ဓာတ်မရှိခဲ့ကြောင်းတစ္ဆာစကားဆိုတဲ့အခါတန်ချီချင်းတို့ပြုတ်ထွက်ပြီးအချင်းတကားတွေလည်းပွင့်သွားခဲ့တော့တဲ့အချုပ်အနောင်မှလွတ်မြောက်သွားတဲ့အခါ ညီတော်အင်ရှိမင်းသားလဲနန်းတော်နဲ့ဝေးရာ ရွာငယ်တစ်ခုစီကိုထွက်ပြေးတင်းချောင်ခဲ့တာပေါ့ကွယ်အဲ့ဒီနောက်ညီတော်ပေါ်လာစနကမင်းသားလဲရွာငယ်တွေကိုစီယုံပြီးအကိုတော်ကိုရခင်ကစစ်ပြုဖို့မကြံရွယ်ခဲ့တော့လဲယခုမူစစ်ပြုရတော့မည်ဟုဆိုကစစ်ကြညာပြီးစစ်ပြိုင်ခဲ့တဲ့ကွယ်စစ်ပွဲမှာနောင်တော်ရှင်ဘရင်ကစစ်ရှုံးပြီးကြာသွားတဲ့အတွက်ပဏိတရေရှိနေတော်မူပြီးဖြစ်တဲ့သူ့ရဲ့မိဘကြီးလဲ ကလေးကိုကာကွယ်ဖို့အတွက်မိတ္တလာပြည်ကနေဆင်းရဲသူမဟန်ဆောင်ကရုပ်ဖြတ်ပြီးထွက်ပြေးရတော့တာပေါ့ကွယ်ရုပ်ဖြတ်ထားတဲ့မိဖုရားဟာတရားမင်းရဲ့တကူနဲ့လမ်းပြမှုကြောင့်ကာလစမာနဂိုပြည်သို့ရောက်ရှိခဲ့တဲ့အဲ့ဒီမှာပဲထင်ရှားကြော်ကြတဲ့မြောက်ပိုင်းပုံနာစရာတဦးနဲ့ဆုံခဲ့တာပေါ့အဲ့ဒီပုံနာစရာကြီးကနှမငယ်တဦးကဲသို့ပြုစုဆောင်ရှောက်ပြီးခဲ့ပြီးသူ့အိမ်တော်မှာပဲနေစီခဲ့တဲ့ဒီအမျိုးသမီးဟာ တမန်အရေးသူတော့မဟုတ်ချေဘူးဝမ်းပိုက်တဲကကလေးကလည်းဖုံးတကူနဲ့ပြည့်စုံတဲ့ကလေးပဲတိတ်မကြခင်မှာပဲမိဖုရားကြီးဟာတားတော်လေးဖွားမြင်ခဲ့ပြီးတားတော်လေးကိုသူ့အဖိုးရဲ့နာမည်ဖြစ်တဲ့မဟာစနကဆိုတဲ့နာမည်ကိုသာမိခေါ်ပေးခဲ့တဲ့ကွယ်မဟာစနကဟာတမ်းမာထွားချိုင်းတဲ့ကလေးငယ်အဖြစ်နဲ့ကြီးပင်းလာတာပေါ့ကွယ်ဒါပေမဲ့သူ့ရဲ့ကစားဘော်တွေဟာမုတ်ဆိုးမသားလို့သူကိုစားတော့ခေါ်ဆူခဲ့တာကြောင့် မဟာစန္ဒကရဲ့စိတ်ထဲမှာဖခင်နဲ့ပတ်သက်ပြီးမိကုန်းနေဖြစ်လာတော့တာပေါ့မုတ်ဆိုးမသာမုတ်ဆိုးမသာမဟာစန္ဒကဟာသူ့ဖခင်ဘသူလဲဆိုတာမိခင်ကိုအချိန်ချင်းမိခဲ့ပြီမယ်အချိန်မတန်သေးတဲ့အတွက်မိဖုရားကြီးကလည်းလျှို့ဝှက်ထားခဲ့တာပေါ့ကွယ်မဟာစန္ဒကအရွယ်ရောက်လာချိန်မှာတော့သားတော်ဟာမိတ္တီလာဘရင်ဟောင်းရဲ့သားတော်ပါပဲဆိုပြီးဖြစ်ချောင်းကုံစီကိုမိဖုရားကြီးကရှင်းပြခဲ့တဲ့တည်းသားတော်ဟာမိတ္တီလာဘရင်ဟောင်းရဲ့ ားတော်ပါပဲအဖြစ်မှန်ကိုသိရှိသွားခဲ့တဲ့မဟာဇနကဟာဖခင်ရဲ့ထင်းတဲ့အမွေကိုရအောင်ပြန်ယူဖို့ဆုံးဖြတ်ချက်ချလိုက်တော့တာပေါ့အဲဒီနောက်မှာတော့ထင်းနဲ့ပြန်ရဖို့အရေးကြိုးပမ်းဖို့အတွက်ကုံတဲ့တူအသွင်နဲ့ဗိတ်ကြီးလာပြီးကို ကူးတန်းရောင်းဝင်မှုပြုလုပ်ပြရစေဆိုပြီးမိခင်ကိုခွင့်ပန်ကအရင်အနည်းအနည်းငယ်တောင်းယူပြီးကာလစမာနကိုပြီမှထွက်လာခဲ့တဲ့ကွယ်ပုံမြင်လေးတွေနှာထောင်မဲ့